အားလုံးပဲမင်္ဂလာပါခင်ဗျာเนาะအားလုံးပဲမင်္ဂလာပါလို့ဥစ္စာပထမနှုတ်ဆက်သားလိုက်ပါတယ်ကျွန်တော်ရဲ့အကူအမညီကူမောင်မားတွေအားလုံးပဲကဲကျွန်တော်ကိုခန့်ကိုစောင့်မျှော်နေကြတဲ့ကူမားတွေရှိတယ်မလား YouTube မှာရှိတဲ့ကူမားတွေအားလုံးကတော့ဒါဒီလာမယ့်ဘက်တစ်ပတ်စရာကိုကျွန်တော်တို့ပြန်လည်ပြီးဆုံတွေ့ကြပါပြီဒီတစ်ပတ်ကိုလည်းတိုးပြီးခဲ့တဲ့အပတ်ဒီထက်အစဉ်ပြေမှုတွေအောင်မြင်မှုတွေနဲ့ထပ်ပြီးတော့ရအောင်လို့အကောင်းဆုံးလေးတွေထပ်ကြိုးစားပေးတော့ပါမယ်ဒါကြောင့်ဒီကျွန်တော်စောင့်မျှော်နေကြတဲ့ကျွန်တော်ကူမားအနေဖြင့်အာဒီဒီပတ်စရာကိုကျွန်တော်ဒီဗီဒီယိုအတိုလေးတွေပဲကူညီပြီးတင်ပေးပါမယ်။ဒါကြောင့်မအားပေးတဲ့ကိုမိုင်းနေဖြင့် ဗီနာလေးမှာလမလေးနေထားမယ်မရှဲရသေးတဲ့ကိုမကြီးရှဲမယ်ဒီပိုလေးကိုတက်နိုင်သလောက်ဝန်းရံမျှဝေပေးပါလို့အားလုံးကိုဦးစွာပထမတောင်းဆိုပါတယ်နော်ဒီဒီဘက်ဆရာမှာတော့ကျွန်တော်တို့ဒါ like က like ကိုစောင့်မျှော်နေတဲ့ကိုမကြီးရှိရယ် like ဆင်ပြေတဲ့ကြောင့်ကျွန်တော်ဗီဒီယိုလေးနေပဲကောင်းကောင်းလေးလုပ်ပေးမယ်နော်ဗီဒီယိုတိုလေးပဲတင်ပေးမယ်ဒါအဓိကမွေးကနန်းသမားတွေကတော့ကိုမကကိုပုံမှန်အတိုင်းပဲပုံမှန်မွေးကနန်းမျိုးကိုအကောင်းဆုံးကျွန်တော်ကူညီပေးထားပါတယ်အဓိကကျွန်တော်အားပေးပြီးနေတိုက်ဒီပုံမှန်ကစားမယ့်ကိုမကြီးအားလုံးတိုင်းအတွက်ကိုမနက်ပြန်လာမယ်14ရက်နေ့နော်14ရက်နေ့မှာ ကျွန်တော်ဗီဒီယိုလေးပဲတင်ပေးထားခဲ့မယ်တနေ့တာတနေ့တာကျွန်တော်အားပေးတဲ့ကိုမတွေကိုကျွန်တော်ဗီဒီယိုအတူလေးတွေတင်ပေးမယ်နော်14ရက်နေ့မှလည်းထပ်ပြီးတော့ဒါတောက်ကြနေ့မှလည်းရသမျိုးလေးလုပ်ပေးခဲ့တယ်ဒီ14ရက်နေ့မှနောက်ပြန်အင်္ဂါနေ့မှလည်းထပ်ပြီးတော့အဆင်ပြေဖို့အတွက်ကျွန်တော်ကိုမတွေအားလုံးကကိုကတိုးတီအကောင်းဆုံးအသုံးပြုတယ်ဆိုရင်တော့ဒီ live လေးဒီ video file လေးကကျွန်တော်ကိုမတွေအတွက်အကောင်းဆုံးအထောက်အကူပြုပြီးကြံကြံလေးပြုမယ်လို့ကျွန်တော်အရေးကြီးအားမခံရပါတယ်ကဲအားလုံးပဲကျွန်တော် let's go စလိုက်ရအောင်ဒီဘက်ကိုဆက်ပြီးသွားမှာတော့ကျွန်တော်တို့ကနန်းရတော့ များကြီးတော့ထိုးကြရမလို့ကျွန်တော်လည်းပတ်သက်ပြီးအားပေးမဲ့ကိုမရပုံမှန်ပတ်တိပတ်နိုင်ပတ်ပတ်တိပတ်နိုင်ထိစီဆွဲထိစီမဆွဲနိုင်မင်းရောအတီးတမ်းပဲထိုးရုံပဲထပ်ပြီးစင်ပြောင်းလုပ်ပေးမယ်အခုကတော့ကျွန်တော်ဒါမှလည်းပြန်14ရက်10လ2025အင်္ဂါနေ့1 day အတွက်ပဲတင်ပေးမှဖြစ်ပါတယ်နော်1 day ပဲသုံးမယ်1 day ကိုမနက်ညလေးသုံးမယ်မနက်ပိုင်းစင်ပြေပြီဆိုရင်အစင်ပြေတဲ့ကဏ္ဍလေးကိုချန်လာပြီးညနေပိုင်းကိုချန်တဲ့ကဏ္ဍလေးတွေထပ်ပြီးတော့အကောင်းဆုံးလေးထပ်လုပ်မယ်ဒါဆိုရင်ကျွန်တော်ကိုမရအားလုံးအစင်ပြေမှာပါနော်ကဲပထမဦးတစ်ချက်အနေနဲ့ကျွန်တော်14ရက်10လ2025အင်္ဂါနေ့ အကောင်းဆုံးသောကီးပိုင်ပြောရမယ်ဆိုရင်ကျွန်တော်အင်္ဂါနေ့မှာကျွန်တော်ကူမကြီးအားလုံးတတိထားမှာက3ရဲ့9ရဲ့3ညရဲ့ဒီ3 9 3ညကီး3လုံးကိုတတိထားပါ3ရဲ့9ရဲ့3ညရဲ့လာပြီဆို3 9 3ညဒီကီးပိုင်နေနေပဲဆင်းမယ်အပြီးနေနေတော့ဆင်းနိုင်တယ်တချို့ထပ်ပြီးတတိထားသိနေတာကီးနဲ့ပတ်တိုင်တော့3 9 3ည3 9 3ညကိုမှကျွန်တော်ကူမကြီးကလုံးမိုက်ပတ်ချင်တယ်ကိုခန့်ရင်ကျွန်တော်ပတ်တိပတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့က14ရက်နေ့မှာအကောင်းဆုံးလုံးမိုက်နေနေရွေးမယ်ဆိုရင်လုံးမိုက်ပတ်တိဒီ3တလုံးပိုင်း ငါးတလုံးမိုင်ကိုပတ်တိလုံးမိုင်နေနဲ့အကောင်းဆုံးလေးရွေးချယ်ပါလို့ကျွန်တော်အကြံဉာဏ်လေးပြုရှင်းပါတယ်နော်လုံးမိုင်ပတ်တိနေတော့၃မိုင်၅မိုင်မှာ၃မိုင်၅မိုင်နေကူမှာအထူး main on လေးတွေထပ်ပြီးထိုးရမှာကတော့ပတ်တိကတော့၃ငါး၃ငါးနဲ့ပတ်သက်ပြီးကျွန်တော်ထိထိမိမိတင်းတင်းနဲ့ main on လေးတွေရှိပါတယ်ဒါလေးကတော့ live မှတ်ပေးပါစီမဲဆိုအားလုံးပဲတရားလေးလိုက်မှတ်ပါကျွန်တော် main on လေးတွေထပ်ပြောပေးမယ်နော်ပတ်တိနဲ့ပတ်သက်တော့3ဘိုင်5ဘိုင်ထိပ်စီးကိုပို့လုံးမယ်ဒီ3နဲ့5နဲ့ကဆင်းလာပြီဆိုရင်ရွေးပေးလိုက်ပါမယ်3ဘိုင်ဆင်းလာရင်3ထိပ်စီး3ရပိတ်နဲ့30 34 3ခွန်ဖြစ်ပါတယ်เนาะ30ရဲ့34ရဲ့3ခွန်ရဖြစ်ပါတယ်ခင်ဗျာ3မိုင်လာရင်ဒီ3ခွန်အကောင်းဆုံးပါပဲ3မိုင်ပဲကြာရင်30ရဲ့34ရဲ့3ခွန်ရဖြစ်ပါတယ်3လုံးမိုင်ကတော့ဒီ3ခွန်ကိုမမိရကင်ထိုးပါပတ်တိမပတ်နိုင်တဲ့ကိုမရနောက်ထပ်တစ်ချက်ကကျွန်တော်တို့9တလုံးမိုင်ငါးပိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်လည်းအဲ့လိုပဲပတ်တိမပတ်နိုင်တဲ့ကိုမိုင်အတွက်ငါးနဲ့ဆိုရင်လည်း3ခွက်ရွှေရွေးထားတယ်ဒီ3ခွက်ဒီငါးတလုံးနဲ့ပတ်သက်ပြီးလာမယ်ဆိုရင်9 6 9 9 9ဒီကနန်း3ခွက်ထဲမှာပဲရှိတယ် သုံးကြိုက်တဲ့ကိုမတွေကကျွန်တော်ပြောထား33 4 3 0ကိုပဲ share တင်ပြီး fight မယ်ငါးတလုံးကြိုက်တဲ့ကျွန်တော်ကိုမတွေအတွက်ကိုလည်းငါးတလုံးမိုင်နဲ့ဆင်းလာပြီဆိုရင်96 98 99ဆိုတဲ့သုံးခွက်ကို share ရေးပေးထားပါတယ်ဒါလေးတွေကိုဥပမာကင်ပြီးတော့အကောင်းဆုံးကစားမယ်ဆိုရင်တော့14ရက်နေ့မှာကျွန်တော်ကိုမတွေအတွက်အကောင်းဆုံးရှုံးရတဲ့သူတွေရှုံးကြီးကြည့်မယ်အများများတဲ့သူတွေများများအောင်လို့အကောင်းဆုံးကူညီပေးထားတာဖြစ်ပါတယ်ကျွန်တော်တက်ကတော့ဘာမှပူစရာမလိုပါဘူးကိုမကိုချို့လူကောင်းတွေလည်းအဆင်ပြေနိုင်ကျွန်တော်ပြန်ရှာနေရတဲ့လူကောင်းတွေလည်းတွေ့နိုင်မြင်နိုင်အောင်လို့ ဝင်ရပြီးမျှဝေပြီးပါလို့ဒါလေးပဲတောင်းဆိုပါတယ်အဓိကနောက်ထပ်တစ်ချက်ကတော့ကျွန်တော်တင်ကွက်တကွက်ကောင်းဒါတော့မနက်မြန်မနက်ညနော် 1D နေကုန်ထိုးမယ်နော်ဘက်တီနဲ့ပတ်သက်ရင်ကီတလုံးမယ်နောက်တစ်ချိန်ပြန်ပြောပြမယ်14ရက်ဆယ်လ2025အင်္ဂါနေ့မှာအကောင်းဆုံးသောရှယ်ကီ3လုံးပိုင်းအပြီးကျနိုင်တာက3တုံညာ5အပြီးပေါက်ကစားလို့ရတယ်လုံးပိုင်းပတ်တီရွေးရင်3ပိုင်း5ပိုင်း3ပိုင်း5ပိုင်းနေကုန်မှာအထူးရှယ်မင်းကိုကျွန်တော်ထုတ်ပေးထားတယ်3နဲ့ပတ်သက်ရင်30 34 3ခွန်ဒီကနေ့3ခွက်ထဲမှာပဲရှိတယ်3နဲ့ရှယ်မင်းရော ငါးလုံးလာပြီဆိုရင်လည်းငါးနဲ့၃ကပဲရှိတယ်ငါး၆ကဲငါးခွန်ရဲ့ငါးကိုရဲ့အထူးတင်ထိုးရမှာက၃ပိုင်၅ပိုင်နဲ့ပေါ့ဘုခင်ကျွန်တော်တို့ဘလိုမျိုးမိန်ရောမျိုးကိုတင်ထိုးတင်လဲဆိုရင်တော့၃ပဲဖြစ်ဖြစ်၅ပဲဖြစ် line break go go break ဖြစ်တဲ့အတွက်ကြောင့်မလို့ break go ကိုကျွန်တော်တို့ပိုကြိုက်တဲ့အတွက်ကြောင့်မလို့ဒီ၃နဲ့၅နဲ့ကိုမှတင်ထိုးမဲ့ကိုမှရတယ်အကြိုက်ဆုံးတင်ထိုးရမှာဒီ၃နဲ့ဆိုရင်လည်း go break 36ကိုတင်မယ်၅တလုံးနဲ့ပတ်သက်ရင်လည်း၅ထိပ်စီ၄အပိတ်နဲ့54ဒီ break go နဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးသောတက်ကွက်ကောင်းဖြစ်ပါတယ် ဒါအပြီးနဲ့ကျွန်တော်ကိုမိုင်းတွေဖြစ်ဒီနာနေမှာအားလုံးအဆင်ပြေအောင်လို့ကျွန်တော်ဒီကူဒီဖိုင်တိုးလေးတင်ပေးထားခဲ့ပါတယ်အပြီးနဲ့ဆိုတနင်္ဂနွေကမျှဝေဖြန့်ဝေပြီးတော့မှကြည့်ပေးပါနော်ဒါမွေးကနန်းသမားတွေကတော့ပုံမှန်တိုင်းပဲရှိပါတယ်ပုံမှန်တိုင်းပဲကိုမောင်ကိုလာပြတဲ့လို့ရပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်အားပေးကြတဲ့ကိုမောင်တိုင်းဒီတစ်ပတ်စီအရတော့ဗီဒီယိုတိုးလေးနဲ့ပဲအားပေးပါလို့ကျွန်တော်ကိုခန့်နေတာလေးနဲ့တောင်းဆိုရင်းနဲ့မေတ္တာရက်ခိုင်းရင်းနဲ့ဒီညအားလုံးကိုဒီဗီဒီယိုလေးနဲ့တင်ပေးလိုက်ပါတယ်အားလုံးပဲမနက်ပြန်လာမယ့်၁၄ရက်နေ့ကနေစပြီးတော့အရင်ပတ်ရင်ပတ်တွေထက်ပိုပြီးတော့အဆင်ပြေကြပါစေလို့ကျွန်တော်ကဆုတောင်းပြီးတော့ဒီဗီဒီယိုပိုင်းလေးညီကောင်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ